ုတင်ဆက်ပေးမယ့်သတင်းကတော့သတင်းကြိုပရက်ကာလာအတွက် အထူးရထား၃စီကိုထပ်တိုးပြုဆက်ပေးမယ့်သတင်းပဲဖြစ်ပါတယ်။သတင်းကြိုပရက်အတွက်မြမရထားမှာရန်ကုန်ပြည်နယ်ရန်ကုန်မော်လမြိုင်အစုံအစံသွားလာမယ့်အထူးရထား၃စီတိုးချဲ့ပြဆက်ပေးသွားမှာဖြစ်ပြီးချက်ခီးစင်များကိုလည်းပုံမှန်အတိုင်းပြဆက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ရထားလက်မှတ်ကျွတ်တင်ဝဲလူမှုသူများဟာအထက်တန်းပထမတန်းလက်မှတ်များကိုခီးသွားမဲနေမတိုင်မီ၃ရက်အလောအနေစတင်ဝဲယူနိုင်ကရေဦးတဲ့လက်မှတ်များကိုတော့ခီးသွားမဲနေမတိုင်ခင်တရက်အလောမှာကျွတ်တင်ဝဲယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ တို့တူနေမျိုးများအနေနဲ့လည်းသက်ဆိုင်ရာပူဓာများမှာမပုတ်တင်မှုရင်းနဲ့လူကိုယ်တိုင်လာရောက်ဝယ်ယူနိုင်တယ်လို့သိရပါတယ်။လက်မှတ်ဝယ်ယူရမှာခီးသွားမှခီးတဲ့တအူကိုကိုယ်တိုင်မပုတ်နေမှုရင်းသုံးခုယူဆောင်လာပြီးတော့လက်မှတ်သုံးဆောင်ကိုတခါတည်းဝယ်ယူနိုင်ကအွန်လိုင်းစနစ်နဲ့လက်မှတ်ရောင်ရှာခြင်းစနစ်နဲ့ဖုန်းနဲ့ဘိုကေကြိုယူထားခြင်းစနစ်များမရှိသေးဘူးလို့တော့သိရပါတယ်။ဒီတဲ့ရောမျက်သူကပြပေးပို့လာပါ။